နယူးယောက်မြို့မှာဆိုရင် FD တရားသူ့ရဲ့ဘဏ်ကားကိုပြင်ဆိုင်ကနေပြန်ထုတ်ဖို့အတွက်စူးစမ်းနေခဲ့ပါပြီ။အင်လခပေးဖို့စုထားတဲ့ပိုက်ဆံတွေအကုန်လုံးပေးမယ်ဆိုပေမဲ့လည်းဘေးရှင်းဖို့အတွက်မလုံလောက်ဘူးဖြစ်နေခဲ့ပါပြီ။ အဲ့ဒီအချိန်မှာသူ့သမီးစာရစီကနေဖုန်းဝင်လာပေမဲ့သူကမကင်မနဲ့ဆက်ပြင်းစရာနဲ့ပဲဆက်ပြီးငင်းခုန်နေကြတာပါ။အက်ဒီကသူ့သမီးကိုတွားကြရမှရဲ့ပစ္စည်းပို့တဲ့အလုပ်လုပ်ဖို့အတွက်ဘန်ကလိုအပ်တဲ့အကြောင်းရှင်းပြပေးမိ။ကျုံမဆိုင်ပါဘူး။နောက်တော့အက်ဒီရဲ့စနီးဟောင်းစီကနေဖုန်းလာခဲ့ပြီးအကြောင်းမှာစာဝါစောင့်နေတော့ကိုမကြိုသေးတဲ့အတွက်အက်ဒီကိုစူပူတော့ပါလိ။သူ့သမီးကိုဘယ်တော့မှဦးစားမပေးဘူးဆိုပြီးပြောဆိုကြင်းမောင်းကဖုန်းချသွားခဲ့ပါလိ။စိတ်ပြအားငယ်နေခဲ့တဲ့အက်ဒီတယောက်စပွဲပေါ်မှာဝန်ထမ်းတယောက်ရဲ့ပိုက်ဆံအိတ်ကိုတွားတွေ့ပါလိ။အဲ့ဒီပိုက်ဆံအိတ်ပိုင် ရှင်ကိုတမင်တော်ကထွက်အောင်လုပ်ပြီးတော့စပွဲပေါ်တိုက်မိလောက်အောင်တွန်းလိုက်ပါရင်အဲ့ဒီအခွင့်အရေးကိုအတုံးချပြီးဘသူမှမတိအောင်ပိုက်ဆံအိတ်ကိုခိုးယူခဲ့ပါရင်ဆိုင်ကနေထွက်လာပြန်တော့ပိုက်ဆံအိတ်ကိုစစ်ဆေးကြည့်လိုက်တော့ပိုက်ဆံကတိတ်ပြီးမပတာကိုတွေ့လို့စိတ်ပြတ်သွားခဲ့ပါပြီလမ်းမကြီးပေါ်ကိုရောက်တော့လူရက်ဖို့ဓာတ်ကောင်ရှာနေပြီမဲ့ပိုင်ရှင်မဲ့ပစ္စည်းဘာတစ်ခုမှမတွေ့ပါဘူးကားတစ်ခါလက်ကင်တွေကိုလိုက်ဆန်းပြီးတော့တော့ဖွင့်ထားတဲ့ကားကြီးများတွေ့မလားလို့စူးစမ်းပြီးမှမအောင်မြင်ပါဘူးကတစည်းစီကခွေးဟောင်းတန်းကြားလို့လန့်သွားပြီမဲ့အက်ဒီဟာအဲ့ဒီခွေးနဲ့တငယ်ချင်းဖြစ်သွားခဲ့ပြီး ရေတော်မှတိုက်လိုက်တေပါရင်သူတငယ်ရှင်တွေကိုလည်းဖုံးဆက်ပြီးတော့ပိုက်ဆံရှိဖို့အတွက်ကြိုးစားပေမဲ့ဘယ်သူကမှမကူညီကြပါဘူး။ထီထိုးထားတာကလည်းပေါက်တာမရှိတဲ့အတွက်အလုံးမဖြစ်ပြန်ပါဘူး။နောက်တစ်ခါဆာဗာဖုန်းခေါ်လာတော့အက်ဒီကဖုန်းကင်ပါရင်သူ့ကိုထားခဲ့တယ်ဆိုပြီးဆာဗာကမကြည်မနက်ပြောတာကိုနားထောင်ရပြီးမဲ့အနည်းဆုံးတော့ဆာဗာကသူ့ကိုချစ်နေသေးတဲ့အကြောင်းပြောတာကြားရလို့စိတ်တက်တက်ရရသွားခဲ့ပါရင်ဒီလိုနဲ့ဖုန်းပြောပြတော့အက်ဒီကလူတူကင်းမဲ့တဲ့ကားပါကင်တစ်ခုမှာခန်းလာတဲ့ SUV ကားတစ်စီးကိုတတိထားမိသွားပြီးတကားကိုစမ်းဖွင့်ကြည့်ပါရင် မယုံနိုင်စရာပဲတော့ဖွင့်ထားတာကိုတွေ့ရပါရင်ချက်ချင်းပဲသူကကားထဲကိုဝင်ပြီးတော့တန်ဖိုးရှိတာကိုရှာဖွေပြီးမဲ့ညီကမျက်မှန်ပဲတွေ့ပါရင်လူတယောက်ဖြတ်သွားတဲ့အခါမှာတော့သူ့ရဲ့မျက်နှာကိုဖုံးကွယ်ဖို့တမင်တကာမျက်နှာလွဲထားရပါရင်ခိုးစရာဘာမှမရှိတာကြောင့် FD ထွက်ခွာဖို့အတွက်ပြင်ဆင်လိုက်တဲ့အခါမှာတခါကသူ့ပသာသူပိတ်သွားခဲ့ပြီးလော့ကျသွားတာကိုတွေ့ရပါရင်သူထိတ်လန့်ပြီးတော့တခြားသောတခါဝေးကိုအတင်းဆွဲဖွင့်ပြီးမဲ့အရှိနီပဲဖြစ်ခဲ့ရပါရင်နောက်ထဲလူတယောက်ဖြတ်သွားပြန်တော့လဲပြန်ပုံနေရပါရင် အဲ့ဒီနောက်ပဒင်းပေါက်တီကိုထိုးကြိတ်ကန်ကြောက်ကြည့်ပေမဲ့ဘာမှကိုဖြစ်မလာပါဘူး။ရုတ်တရက်ဓာတ်ပုတ်အပေါ်ကနေတက်ပလက်တလုံးမှာအန်စာမီဆွဲနမည်နဲ့ဖုန်းဝင်လာခဲ့ပါရီ။ FD က Q မဆိုင်ပဲထွက်ပေါက်ရှာနေစေပါ။ကားထဲကလိုဝက်ကင်မရာကနေတဲရောက်ကတော့သူ့ကိုကြည့်နေတာသူမတိထားပါဘူး။နောက်ဆုံးမှာအိတ်ထဲကနေခွဲစရာလက်နက်တစ်ခုကိုတွေ့ပြီးတော့ပဒင်းပေါက်ကိုရိုက်ကြည့်ပေမဲ့မကွဲတော့ပါဘူး။ တပ်ပလက်ကနေဖုံးမီတာရက်သွားပြီးအောင် FD ကတကားပေါင်းကိုဖဲ့ပြီးလက်နိုင်လိုက်ရာတထုစတစ်ခုနဲ့သူ့ရဲ့လက်ကိုမတော်စားထိမိသွားခဲ့ပါရီမကြခင်တပ်ပလက်ကပြန်မီလာခဲ့ပေမဲ့ FD ဆက်ပြီးလစ်လူရှူထားကတကားပေါင်းကိုဆက်ဖြစ်ပါရီဒါပေမဲ့တကားကပွင့်မလာပါဘူးအဲ့ဒီနောက်သူ့ရဲ့ဖုန်းနဲ့ဖုန်းခေါ်ကြည့်ပေမဲ့ဆက်သွယ်မှု area ပြင်ပဖြစ်နေခဲ့ပါရီရွေးချယ်စရာမရှိတဲ့အဆုံး FD ကနောက်ဆုံးတော့ဖုန်းကန်လိုက်ပြီးကားပိုင်ရှင်ဝီလျံနဲ့တွေ့ရပါရီ MD က William ကိုဆဲဆိုပြီးတော့သူ့ကိုလွတ်ပြီးဖို့တောင်းဆိုပေမဲ့ William ကရယ်နေခဲ့ပြီးအပြစ်ပေးတဲ့အနေနဲ့ကားထိုင်ခုံတွေကိုလျှက်စစ်တတ်လိုက်အောင်လုပ်လိုက်ပါပြီ William ကသူ့ရဲ့ကားဟာ6ကြိမ်တိုင်တိုင်းအဖောက်တွင်ခံခဲ့ရပေမဲ့တကြိမ်မှတခိုးကိုဖမ်းမိတော့မှရှိတဲ့အတွက်ကားကိုထောင်လိုမျိုးလုံးဆောင်နိုင်တဲ့အထူးလုံရွှေစနစ်တပ်ဆင်ထားတဲ့အကြောင်းရှင်းပြလိုက်ပါပြီကြောက်လန့်တဲ့ကြားနဲ့ MD ကသူ့ရဲ့အိတ်ထဲမှာရှိတဲ့တနတ်ကိုထုတ်ပြီးတော့ပဒင်းပေါက်ကိုပြပါပြီဒါပေမဲ့ကြီကာမန်ဖြစ်တာကြောင့်ကြီဆန်ကပြန်ကန်ပြီးသူ့ရဲ့ခြေထောက်ကိုထိမှန်သွားတဲ့အတွက်ပြင်းပြင်းထန်ထန်ရရသွားခဲ့ပါပြီ ဲ့ဒီအခါမှာအမျိုးသမီးတယောက်ကားတစ်စီးကိုအနီးအနားမှာရက်နေတော့ FD အကူကြီးတောင်းဖို့ကြိုးစားပေမဲ့ကားမန်ဒီကမှန်မယ်ဖြစ်နေခဲ့ပြီးအတန်လုံတာကြောင့်အမျိုးသမီးဟာမှန်ကိုမှန်အဖြစ်ပဲအသုံးပြုကာထွက်သွားပါရင်း FD ရဲ့ခြေထောက်ကသွေးအများကြီးထွက်နေပြီမဲ့ William ကတော့ Luna တင်ရင်ခေါ်ပြီးဖို့ငင်းဆန်ပါလိ FD သူ့ရဲ့ဖုန်းကိုထပ်ဆန်းကြည့်တော့လဲဆက်သွယ်လို့မရပါဘူး ီလီယံကားထဲမှာဖုန်းလိုက်တဲ့အားလုံးကိုဖျက်ဆီးထားတယ်လို့ရှင်းပြပါရီးဖနန်ကျိုးနဲ့ဂျင်တော့ကိုစီးပင်မဲ့လဲသွေးထွက်တာမရက်ပေါင်း FD ဆဲဆိုတဲ့အခါတိုင်းဝီလီယံကလက်စစ်တတ်လိုက်အောင်လုံနေတာကြောင့်တွေးထွက်လွန်လာရဲ့လက်စစ်ရှော့မိတာရဲ့ပေါင်းပြီး FD မေ့လဲသွားခဲ့ပါရီးဒီလိုနဲ့သူနိုးလာတော့ညရောက်နေခဲ့ပြီးမိုးကလည်းရွာခဲ့ပါရီး FD ရဲ့ရှင်တော့နဲ့လက်တရာဝီကပတ်ပြီးစီးထားတာတွေ့ရလို့အံ့ဩသွားခဲ့ပါရီးသူ့ရဲ့အိတ်ထဲမှာဆိုရင်စားစရာရှာဖွေကြည့်လိုက်တော့ရေဘူးရောမှုတ်ထုတ်ရောအကုန်မလာပါနောက်နေ့မနေ့မှာဝီလီယံကဖုန်းထက်ခေါ်ပြီးသူ့ရဲ့ဘဝအကြောင်းပြောပြဖို့ကြိုးစားတော့ အက်ဒီစိတ်မထင်းနေတော့ပါဘူးဝီလျံကသူ့ကိုထပ်ပြီးလက်စစ်ဓာတ်လိုက်အောင်လုပ်ပြီးမှပဲအေယာကွန်ဖွင့် တချင်းကိုအစုံထိဖွင့်ထားလိုက်ပါပြီအစပိုင်းမှာ FD ကတချင်းဟာကောင်းတယ်လို့ပြောနေသေးပေမဲ့နိုင်ပေါင်းများစွာဆက်ပြီးဖွင့်ထားတဲ့အတွက်သူယူမတက်ဖြစ်လာခဲ့ပါပြီအဲ့ဒီညမှာသူအရန်အေးလို့နေခဲ့လို့ကားထိုင်ခုံအဖုံးတွေကိုစောင့်လို့မျိုးခြုံပြီးအိတ်နေရပါပြီဝီလျံဖုန်းခေါ်လာတဲ့အခါမှာ FD ကရိုတာတောင်းပန်ပြီးနောက်ထပ်အေးရိုင်းဆိုင်မှာပြောတော့ပါဘူးလို့ကတိပေးပါပြီဝီလျံကဘာမှမပြောဘဲနဲ့အေယာကွန်းကိုပိတ်လိုက်ပေမဲ့သူကတော့လွတ်မပေးပါဘူးနောက်တနေ့မှနဲ့ FD ဟာဗလာဖြစ်နေကြတဲ့ရေဘူးအထဲမှာစီးသွားပြီးတော့ကားကိုဖျက်ဆီးပြီးထွက်ပေါက်ရှာဖို့ကြိုးစားပေမဲ့ဘာမှ ဖြစ်မလာပါဘူးဝီလျံကသူ့ကိုလောင်ပြောင်ဖို့ဖုန်းခေါ်လာတဲ့ခါမှာအန်ဒီကအလီကထေးကနေကားပါကင်ကိုစိုက်ကြည့်နေခဲ့တဲ့လူတယောက်ကိုတရိထားမိသွားခဲ့ပါပြီသူတို့စကားဆပြောကြပြီးတော့အန်ဒီကအေးအိုင်းဆိုင်ပြောတဲ့အချိန်မှာသူ့ကိုထပ်ပြီးလက်စစ်ဓာတ်လိုက်အောင်လုပ်ပြမာပြီး ဒါပေမဲ့ FD ဟာမကြောက်ဘဲနဲ့ William ကသူ့ကိုတီးစေတယ်ဆိုရင်တော့ဒုက္ခရောက်လိမ့်မယ်လို့ထောက်ပြပါရီ FD ဟာသူ့ပဲသူ့ကိုမှမတတ်ဘူးတဲ့အကြောင်းနဲ့သူ့ရဲ့တနတ်ကကိုယ့်ကိုကိုယ်ကာကွယ်ဖို့ဖြစ်ကြောင်းရှင်းပြပါရီဒါပေမဲ့ William ကတော့ချူမဆိုင်ပါဘူးရဲဝေကလည်းအတုံးမကြတဲ့အရှင်လေးလို့ထင်တာကြောင့်သူ့မိမှမဟုတ်ဘူးလို့ပြောပါရီ ဝီလျံကသူ့စီမှာကင်းစားရှိပြီးတော့လေးလပဲအသက်ရှင်တော့မယ်လို့လည်းပြောပြပါရီဒါကြောင့်သူကကဘာကြီးကိုပြောင်းလဲပြစ်ရှင်တာပါစနစ်ကအလုံးမလုံးတာထင်ရှားတဲ့အတွက်တရားမျှတမှုကိုသူ့ grain ရှာဖွေရမယ်လို့ယူဆပါရီဝီလျံက FDA Social Security နံပါတ်ကိုတောင်းပြီးတော့သူ့ရဲ့မှတ်တမ်းကိုဆစ်ရှင်တယ်လို့ပြောပါရီဒါက FDA ပထမဆုံးအကြိမ်ပြစ်မှုဆိုတော့နူးညံ့မယ်ဒါပေမဲ့ရာဆုမှုမှတ်တမ်းရှိမယ်ဆိုတော့တချို့နိုင်ငံတွေမှာခိုးတဲ့တွေ့ကိုလုတ်တလို့မျိုး FDA လက်ရှောင်းတွေကိုဖျက်ပြစ်မယ်လို့ပြောပါရီ အဘီကနဘက်ပေးဖို့ငင်းဆန်ပြီးလူဝေဟာခိုးဖို့အတွက်အတင်းအကျပ်ခံရတာဟာစနစ်ကအလို့အကဲ့မပေးနိုင်လို့ဖြစ်ပြီးတော့ဝီလက်လိုမျိုးတထေးဝေကပိုင်ဆိုင်မှုအလုံးကိုတိမ့်ပိုက်ထားလို့ဖြစ်တယ်ဆိုပြီးထောက်ပြပါရီး စိတ်ဆိုးတော့တဲ့ဝီလျံကသူ့ကိုထပ်ပြီးတော့လက်စစ်ဒဏ်လိုက်အောင်လုပ်ပြီးဖုန်းချပစ်ကတခြင်းကိုပြန်ဖွင့်ပါရင်ညနေရောက်တဲ့အခါမှာကားထဲမှာအပူချိန်ကတက်လာပြီး FD တရားမခံမရက်နိုင်အောင်ပူလာတာကြောင့်အဝတ်တွေချွတ်ပြရပါရင်မိုးကလည်းသူ့ကိုလောင်ပြောင်းနေသလိုပဲခံစားရပြီးတော့သူ့ရဲ့ဇီးကရောမှာတောက်ဖို့စဉ်းစားမိပေမဲ့မတောက်နိုင်ခင်မှာဝီလျံကသူ့ရဲ့ social security နံပါတ်ကိုပေးမယ်ဆိုရင်တော့ရင်းနဲ့ပုံမှန်အပူချိန်ကိုပေးမယ်လို့ကန့်လန့်ပါရင် FDC ကလည်းသဘောတူညီကလွဲပြီးရွေးချယ်စရာမရှိတော့ပါဘူး ဝီလျံနှစ်ပတ်ရပြီတာနဲ့အပူပေးစနစ်ကိုပိတ်ပြီးသူ့အကျဉ်းသားရဲ့ဒဏ်ရာဝေကိုလာကုတုံးကထိုင်ခွန်အောင်မှာရေဘူးတဘူးဝက်ထားခဲ့တဲ့ကြောင်းဖော်ထုတ်ပါရီးရေဘူးတဘူးလုံးကိုတကြိုက်ထဲမောတောက်ပြီးရနဲ့ FD အိပ်ပျော်ဖို့ကြိုးစားပေမဲ့လည်းသူ့ရဲ့ဂျာကင်အိတ်အထက်ကတကခုဟာသူ့ကိုနောက်ဆက်ခဲ့ပါရီးအဲ့ဒါကတော့သူ့အရင်ကဝယ်ထားတဲ့ထီလက်မှတ်တွေဖြစ်ပြီးတခုကမချစ်ရသေးပါဘူး FD အခုပဲထီလက်မှတ်ကိုချစ်လိုက်တဲ့အခါမှာတော့လိုအပ်တဲ့ပိုက်ဆံတွေကိုစွတ်ခူးလိုက်ရလို့ မရေပဲမနေနိုင်ဖြစ်သွားခဲ့ပါလိဝီလျံကဘာဖြစ်တာလဲဆိုတာကိုတီးဖို့အတွက်ဖုန်းထပ်ခေါ်လာတဲ့အခါမှာတော့အက်ဒီကအစားအစာတောင်းပြီးသူ့ရဲ့ရာဇဝမှုအတွက်ချူချိုအသားနဲ့စိတ်ရအမှန်နဲ့တောင်းပန်စကားပြောပါလိအက်ဒီဟာစိတ်တဆလူနာမဟုတ်ဘူးလို့ဝီလျံကဆုံးဖြတ်ပြီးတော့ လက်အိတ်ထည့်တဲ့အန်ဆွဲကိုဖြွင့်ပြီးတော့မုတ်တထုပ်ထုတ်ပေးပါရီ။ AD ချက်ချင်းဆွဲယူလိုက်တော့အန်ဆွဲမပိတ်ခင်အတွင်းမှာခလုတ်တစ်ခုကိုတတိထားလိုက်ပေးပါရီ။ William ဖုန်းဝင်လာလို့ချသွားခဲ့ပေမဲ့ AD ကစပီကာကနေသူ့ရဲ့အတန်ကြားနေရပြီးသူတို့စကားပြောတာက William ဆရာဝန်ဖြစ်တဲ့ကြောင့်အတိပြုလိုက်ပါရီ။အဲ့ဒီနောက် William သွားတော့မယ်လို့ပြောတော့ AD ကလီကထစ်အပေါ်ကလူရိုက်လှူရှားသွားတာကိုတတိထားမိလိုက်ပါရီ။အဲ့ဒါဟာသူ့ကိုဖမ်းထားတဲ့လူပဲဆိုတာသိလိုက်ရပါရီ။ William လီကထစ်ကနေထွက်သွားတာနဲ့ AD တယောက်ကင်မရာကိုလက်ခလက်ထောင်းပြပါရီ။ ဘာတုံ့ပြန်မှုမှမရတဲ့အတွက်ဝီလျံတုကိုမကြည့်တော့ဘူးဆိုတာသဘောပေါက်ထဲပါရင်ဒီလိုနဲ့ FD လက်အိတ်ထဲတဲ့အန်ဇွဲကိုဖြတ်စီးပြီးတော့အတွင်းမှာရှိရပတ်လန်းပုံကိုဓာတ်ပုံရပါရင်အဲ့ဒါမှပဲသူဘာဝင်လောက်ရမလဲဆိုတာကိုလေ့လာနေမှာပါသူကလက်နဲ့နိုင်ပြီးတော့ခလုတ်ကိုလမ်းနှိပ်ဖို့ကြိုးစားတော့လက်တဲကြိုးတွားခဲ့တဲ့အတွက်နာကျင်ခဲ့ပါရင်ပြန်ကြိုးစားတဲ့အချိန်မှာဝီလျံပင်ရောက်လာခဲ့ပြီးသူကိုမြင်သွားတာကြောင့်ထိုင်ခုံတွေကလက်စစ်ဓာတ်လိုက်အောင်လုပ်ပြန်ပါရင်နောက်တနေ့မှာ FD ရှေ့ခုံမှာနာနေဟန်ဆောင်နေခဲ့ပေမဲ့သူ့ရဲ့ခြေထောက်ဝေကတော့လက်အိတ်ထဲတဲ့အန်ဇွဲအထဲမှာခလုတ်ကိုလိုက်စမ်းနေခဲ့ပါရင်နောက်တည့် ရဲ့ထက်ကုံတွားခဲ့ပြီးသူ့ရဲ့ခန္ဓာကိုယ်ကအရန်ကိုအားနေလာတဲ့အတွက်သူ့ရဲ့ဇီးကိုယ်တော်မှာတောက်ဖို့ကလွယ်ပြီးရွေးရှည်စရာမရှိပါဘူး။အဲ့ဒီက FD ရဲ့ခြေထောက်ကနောက်ဆုံးမှာတော့ခလုတ်ကိုယောက်တွားခဲ့ပြီးကားပါဝါကိုဖြန့်လိုက်နိုင်ခဲ့ပါပြီ။သူချက်ချင်းပဲရင်မောင်းထိုင်ခုံကိုခုန်တက်ပြီးတော့မောင်းထွက်သွားပြီးမဲ့မိနစ်အနည်းငယ်အတွင်းကားကရက်တန့်သွားခဲ့ပါပြီ။ဝီလျံကသူ့ကိုလောင်းပြောင်းဖို့ဖုန်းခေါ်ခဲ့ပြီးကားကပြန်ထွက်တော့ပါပြီ ဒါပေမဲ့ဒီတစ်ခါတော့ကားပိုင်ရှင်ကအဝေးကနေထိန်းချုပ်နေတာပါကားဟာလမ်းတွေအပေါ်မောင်းနေနေပြီးတော့ဝီလျံကကန်နဝင်းတရှင်ကိုဖြန့်ပြီးနယူးယောက်မှာရာစုမှုတွေများလာတဲ့အတွက်လူပိုင်းကြောက်ရွံ့စွာနေထိုင်နေရတယ်လို့ပြောပြပါတယ်ကားကအန်ဒီရှီလာအောင်မြန်လာခဲ့ပြီးတော့အက်ဒီတယောက်ထိတ်လန့်သွားခဲ့ပါပြီနောက်ဆုံးမှာတော့မောင်းနေခဲ့တဲ့လမ်းကြောင်းတစ်ခုမှာကားရက်သွားခဲ့ပြီးရာစုအသားနှစ်ယောက်ကလူတစ်ယောက်ကိုရန်နစ်နေတာတွေ့လိုက်ရပါတယ် ဝီလျံကကာမီဖွင့်ပြီးတော့ဟွန်တီးလိုက်တဲ့အချိန်မှာလူဆိုးတယောက်ရဲ့အာယုံကိုဖန်ဆာမိသွားခဲ့ပြီးသူ့စီမှာတနတ်ရှိတဲ့အကြောင်းပြဖို့အင်ဂျီမလာပါရင်ကာကာအရှိန်တင်ပြီးတော့အဲ့ဒီလူကိုတိုက်ပြပါရင်ဝီလျံကလည်းရဲနေခဲ့ပါရင် ဒုတိယမြောက်လူဆိုးကတော့ကြောက်အားလန့်အားနဲ့နောက်ပြန်ပြင်းရင်ကနေထွက်ပြေးပြီးမဲ့ကြီးစန်းဒီကကြီးကမန်းမှာဘာမှထူမရှားပါဘူးလိုက်လံဖန်ဆီးမှုတစ်ခုဖြစ်ပွားခဲ့ပြီးတော့ရာစုသားကကားကိုရှောင်ဖို့ရုတ်တရက်ကွေ့လိုက်ပြီးမဲ့လမ်းကကိတ်နဲ့ပိတ်နေတာကိုတွေ့ရပါရင်ဝီလျံဟာကားကိုပုံမြအောင်မောင်းပြီးတော့ကိတ်ကိုတိုက်ကအက်ဒီလူကိုတိုက်မိသွားခဲ့ပါရင်လူဆိုးကပြန်ထဖို့ကြိုးစားခဲ့ပြီးတဲ့နောက်ကားကလည်းဆက်တိုက်ဒုံးနေလို့ပြင်းထန်တဲ့ရရပြီးတွေးထွက်နေပါရင် အက်ဒီကအိုဟစ်သားမြင်ပြီးနောက်ဝီလျံကိုရက်တန့်ဖို့ဆွဲဆောင်နိုင်ခဲ့ပြီးကားကလည်းနောက်ဆုတ်သွားပါရင်ဒါပေမဲ့ဝီလျံကသူ့ကိုလောင်းပြောင်းတာဖြစ်ပြီးတော့အက်ဒီလူရဲ့ခေါင်းကိုကျိတ်ပြဖို့ကားကိုထမ်းမောင်းပါရင်ဒရာထွက်နေခဲ့တဲ့အက်ဒီကဆဲဆိုချိန်မောင်းနေတော့ဝီလျံဟာကျိတ်လောင်းတဲ့တရှင်ဖွင့်ပြီးကားကိုလမ်းတွေပေါ်ပြန်မောင်းစီခဲ့ပါရင်ကားကအရန်ကိုမြန်နေတာကြောင့်ဝင်လာတဲ့တခြားကားဝေးကိုမနှဲရှောင်တင်းနေရပါပြီးကားပါကင်အဆောက်အအုံအထက်ကိုဝင်ပြီးအပေါ်ထက်ကိုအရှင်ပြင်းနဲ့မောင်းတက်သွားခဲ့ပါပြီး အပေါ်ဆုံးထပ်ကိုရောက်တော့ FD ကိုလောက်ခပြစ်ဖို့အတွက်ပို့ပြီးတော့မှအရှိန်တင်လိုက်ပါရင်ကားဟာအစွန်းကိုရေးကတ်လာတာတွေ့တော့သူအရန်ကိုလန့်သွားခဲ့ပေမဲ့နောက်ဆုံးစက္ကန့်မှာရက်သွားခဲ့ပြီး FD ခေါင်းနဲ့စောင့်မိကမေ့လဲသွားခဲ့ပါရင်ဒီလိုနဲ့မနဲ့ရောက်တော့ FD ကားထဲမှာနိုးလာပါရင်ကားဟာမြို့ထဲမှာဆိုရင်ဆက်သွားနေစေပါဝီလျံက FD ရဲ့မိသားစုကိုတွားတွေ့ခဲ့ပါရင်အကျိုးအမြတ်မယူတဲ့အဖွဲ့အစည်းတစ်ခုအတွက်အလုံးလုံးတယ်လို့ဟန်ဆောင်ပြီးတော့ဇာဝကိုចောင်းကိုလိုက်ဖို့ပေးခဲ့တဲ့အကြောင်းထုတ်ပြောပြပါရင် ဝီလျံက FDS စနီဟောင်းကိုအိမ်ထောင်စိတ်တွေးတင်နေတာကိုစူပူနေတော့ကားကကြောင်အရှိမရက်သွားခဲ့ပြီးတော့ဆာဝါထွက်လာတာကိုတွေ့တဲ့အချိန်မှာ FD ကြောက်လန့်နေကြဖြစ်သွားခဲ့ပါရင်ဆာဝါတယောက်တည်းအိမ်ပြန်သွားခဲ့ပြီးကားကလည်းသူ့ရဲ့အနောက်ကိုလိုက်သွားပါရင်သူ့ရဲ့ဘေးအနားကပ်ပြီးတော့ဖြတ်သွားကသူ့ကိုတတ်ဖို့ကြိုးစားနေတယ်လို့ပဲဖြစ်ပါရင်ဆာဝါဟာကားကသူ့ရဲ့အနောက်ထပ်လိုက်လာတာကိုတွေ့တော့စကူတာနဲ့ပုံမမြန်အောင်မောင်းဖို့ကြိုးစားပါရင် FD ကသူ့တိတိမြကောင်းတဲ့စကလုံးဝင်တဲ့တောင်းပန်ကဝန်နေခဲ့ပါရင်ဒါပေမဲ့ဒါဟာဝီလျံအတွက်မလုံလောက်ပါဘူး သူကကားကိုပို့မြအောင်လုပ်ပါရင်ဒီအဖြစ်ပြက်ကိုတားဆီးဖို့ဆရာထက်တန်နေကြတဲ့အဲ့ဒီဟာသူ့ရဲ့တနတ်ကိုဆွဲထုတ်ပြီးကိုကိုကိုတတ်တည်ဖို့ကြိုးစားပေမဲ့ကြီးစားမရှိပါဘူး ဝီလျံကဆာဗာကိုအချိန်မီရှောင်တိန်စီခဲ့ပြီးတော့ FD ဒဏ်ရာဝေကိုချုပ်တော့ကကြီးစံတွေကိုယူထားခဲ့တဲ့ကြောင်းရှင်းပြပါရည်။ဂျန်တဲ့တနေ့လုံး FD ကတိတ်ဆိတ်ပြီးတော့ဝီလျံကစနစ်ကိုစန့်ကျင်ပြီးဆက်ပြီးတော့ပွားစီပစီပြောနေခဲ့ပါရည်။ညနေရမှာပဲ FD တရားနောက်ဆုံးစိတ်မထိန်နိုင်တော့ပါဘူး။ကင်မရာဝေအလုံးကိုဆွဲဖြက်ပစ်ပြီးတော့တက်ဘလက်ကိုကွဲတဲ့အထိကန်ပြပါရည်။ကားမရက်သေးတာကြောင့် FD ကသူ့ရဲ့ဖုန်းထဲကဆာဗာရဲ့ဖုန်းလေးကိုကြည့်ပြီးသူ့အတွက်စိတ်ရင်းအမှန်နဲ့မက်ဆေ့တစ်ခုမှတ်တမ်းတင်ထားပါရည်။ကောင်းတဲ့အဖေမဖြစ်ခဲ့တာကိုတောင်းပန်စကားပြောပါရည်။ကံမကောင်းစွာနဲ့ပဲကား ဟာဖုန်းလိုင်းတွေကိုပိတ်ဆို့ထားတော့ဖြစ်လို့တူပို့လို့မရပါဘူးမကြခင်ကားကလည်းတခြားကားပါကင်တစ်ခုမှရက်သွားခဲ့ပြီးတော့ဝီလျံကပတင်းပေါက်ကိုချပြီးနှုတ်ဆက်ပါရင်အက်ဒီဟာကြောက်အားလန့်အားနဲ့တိုက်ခိုက်ဖို့ကြိုးစားပေမဲ့စိတ်ငြိမ်သွားတဲ့အထိဝီလျံကလက်စစ်ဓာတ်လိုက်အောင်လုပ်နေခဲ့ပါရင်အက်ဒီရဲ့အငင့်အကျေနဲ့နေပြောက်အောင်ရီမွေးနေနေဖြန်းပြီးတော့ဝီလျံဟာစစ်ကြိုးတို့ရှုပ်ကိုပေးပြီးတော့သူရဲ့လက်ကဝတ်ကိုစီလိုက်ပါရင်အစပိုင်းမှာအက်ဒီဟာငင်းဆန်ပေမဲ့ဝီလျံထပ်ပြီးရှော့တိုက်လိုက်တာကြောင့်သူနာခံခဲ့ပါရင် FDL လက်တွေကိုကားထဲကခြေတစ်ခုမှရှင်းအောင်ပြီးတာနဲ့ William ကားထဲကိုဝင်ပြီးနောက်ခန်းမှာအိတ်တလုံးကိုထားခဲ့ပါရင်ဂျီဆန်တွေကိုတနက်အထဲပြန်ထည့်ပြီးတော့ William က Eddie ကို secret တောက်ခွင့်ပေးလိုက်ပြီးစားဖို့အတွက် အစားအစာရှုပြစ်ချပေးပါရင်အဲ့ဒီနောက်ကန်တော်ဝင်သေးကိုဖွင့်ကမောင်းထွက်တော်ပါရင်ခရီးစဉ်တစ်လျှောက်လုံး FD ဟာဝီလျံရဲ့တမိအကြောင်းမိခွန်းတွေဆက်တိုက်မိနေတာကြောင့်ဝီလျံကကားကိုအကျဉ်ပေါင်းများစွာရဲလိုက်ပါရင် FD ခေါင်းကိုဓာတ်ပုတ်နဲ့စောင့်မိအောင်တမင်လှုပ်တာပါဝီလျံကမျိုးဆက်တစ်တဲ့အကြောင်းအော်ဟစ်ပြောဆိုပြီးတော့သူ့ရဲ့တမိကိုသူ့ကခိုးဖို့ကြိုးစားခဲ့တဲ့တခိုးတချို့ကတပ်ပစ်ခဲ့တဲ့အကြောင်းထုတ်ဖော်ပြောပြပါရင် တရားမျှတမှုဆိုတာကဘာကိုဆိုလို့လဲဆိုတာ ਨੇ ပတ်သက်ပြီးတော့သူတို့ကငင်းခုန်ကြတဲ့အချိန်မှာဝီလျံကသူ့ရဲ့တနတ်ကိုအက်ဒီရဲ့ခေါင်းပေါ်တင်ထားလိုက်တယ်ပါရင်ဒီအဖြစ်ပြက်တဲ့အလုံးဖြစ်နေတော့မှပဲအက်ဒီကသူ့ရဲ့ခြေထောက်ကိုလက်အိတ်ထည့်တဲ့အန်ဆွဲအထဲမှာထားထားပြီးတော့နောက်ဆုံးမှာခလုတ်ကိုဖိနှိပ်နိုင်ခဲ့ပါရင်ပါဝါပိတ်ကျသွားခဲ့ပါပြီကားကထိန်းချုပ်မှုလွတ်သွားခဲ့ပြီးတော့ဂမ်ဘာအစွန်းကနေပြုတ်ကျသွားတာကြောင့် အဒီယနခေါင်ဓာတ်ပုတ်နဲ့စောင့်မိကကြိုးရခဲ့ပါရင်ဝီလျံဟာမတော်ဆတနက်ပြစ်လိုက်တဲ့အတွက်ကြည်စံကပဒင်းပေါက်တချို့မှပြစ်ပြီးတော့သူ့ရနောက်ကနေထိမှန်သွားခဲ့ပါရင်ကမ်ပါအောက်ကိုလိမ့်ပြီးတော့ကားကမြင့်နားမှာရက်သွားခဲ့ပြီးအမျိုးသားနှစ်ယောက်ကိုတတိလစ်သွားစီခဲ့ပါရင်မနေ့ရောက်တော့ဖုန်းမက်ဆေ့ပို့လိုက်ပါရင်ဘာကြောင့်လဲဆိုတော့ပိတ်ဆို့ထားတဲ့စနစ်ကအလုံးမလုတော့ပါဘူးအဒီဟာအရင်ဆုံးနိုးလာခဲ့ပြီးတော့စစ်တီနဲ့ရုန်းကန်နေရပါရင်ဝီလျံနိုးလာတဲ့အခါမှာသူလွတ်မြောက်သွားပြီးရံပွဲတစ်ခုစတင်ပါရင်စိတ်ထဲမှာစုဆောင်းထားတဲ့ဒေါရအလုံးနဲ့အဒီကဝီလျံကိုရက်နေပြီးတော့တနက်နဲ့ပြစ် ို့ပြင်ဆင်ပါလိမ့်ဒါပေမဲ့အဲ့ဒီအချိန်မှာသူ့ရဖုန်းမြည်လာပြီးတော့ဆာဝစီကဖုန်းဝင်လာတာပါဝီလျံကကင်ခိုင်းတော့အမ်ဘီဟာဆာဝရဲ့အတန်ကိုကြားရပါလိမ့်သူရဲ့မက်ဆေ့ကိုကြားလို့အရန်စိတ်ပူနေတယ်လို့ပြောတာပါအက်ဒီဟာသူ့ကိုဘာမှမဖြစ်တဲ့ကြောင်းအာမခံပြီးတော့နောက်မှပဲလာကြိုမယ်လို့ကတိပေးပါရီရုတ်တရက်ကားအင်ဂျင်ကမီဆာလောင်တော့အက်ဒီဟာဝီလျံကိုတခါဖွင့်ခဲ့ပါရီ ဒါပေမဲ့ William ကပြောစရာကောင်းခဲ့တယ်လို့ပြောပြီးတည်သွားပါရီ။ FD William အစ်ကိုစစ်ဆေးကြည့်တော့တန်သူတချောင်းကိုတွေ့ပါရီ။အဲ့ဒီတန်သူကနောက်ဆုံးမှာပဒင်းပေါက်ကိုခွဲနိုင်လောက်အောင်ခိုင်ပါပါရီ။မီရှန်နေကြံတဲ့ကားအစိအပိုင်းတွေကိုမရောက်ခင်မှာပဲ FD တယောက်ကားထဲကနေထွက်နိုင်ခဲ့ပါပြီ။ သူစွတ်ခိုးခဲ့တဲ့ထီလဲမတ်ကိုယူပြီးတော့ထွက်သွားခဲ့ပါရင်ဝီလျံရဲ့ခန္ဓာကိုယ်ကိုတော့မိထဲမှာပဲထားခဲ့ပါရင်လမ်းအပေါ်ကိုရောက်ပြန်တော့ရင်မောင်းတယောက်ကသူ့ကိုတွေးထွက်နေတာတွေ့လို့ချက်ချင်းကူညီပြီးခေါ်သွားပေးပါရင်မကြခင် FD ဟာဘန်ကားကိုတွားယူဖို့ရောက်သွားခဲ့ပေမဲ့ဆက်ပြန်စရာကပြင်ဆင်နေတော့ပဲဖြစ်ပါရင်နောက်ကြမှာကိုမလိုလားတာကြောင့် FD ကဘန်ကားကိုသူ့စီပြန်ရောင်းဖို့ဆုံးဖြတ်လိုက်ပြီးကြောင်ကိုစပိန်နဲ့တွားဖို့စပိန်တစီဝယ်လိုက်ပါရင်သူစာဝါနဲ့ပြန်လည်တွေ့ဆုံပြီးတော့ပြေဖက်လိုက်ပါရင်